သွေးတိုးမှာကျန်းမာရေးအတွက်စိုးရိမ်ရတယ်လို့လူအများကလက်ခံယူဆထားကြပါတယ်။တကယ်တော့သွေးတိုးတာချင်းစိုးရိမ်ရတာမဟုတ်ပါဘူး။သွေးပေါင်ကျတာကလည်းစိုးရိမ်ရတဲ့ကျန်းမာရေးပြဿနာတစ်ခုပါပဲ။တနည်းတာလှုပ်ရှားသွားလာမှုထဲမှာလုံမီးနေတဲ့အပြူးမှုတွေကသွေးပေါင်ကျစေတာမျိုးဖြစ်နေပါသလား။ဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်စေချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့သွေးပေါင်တက်တက်တဲ့ဆိုလို့ရှိရင်တော့သွေးပေါင်မကျအောင်ဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဆိုတာတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ သွေးပေါင်ကြရတဲ့ဆိုတော့ကဖြစ်လေဖြစ်တာရှိရဲ့ကျန်းမာရေးပြဿနာတစ်ခုပါအရင်ဆိုရင်ရတာမျိုးမဟုတ်ပေမဲ့တေချာကူးဆိုင်ဖို့တော့လိုအပ်တဲ့အစမအရေးအခြေအနေတခုပါပဲ။သွေးပေါင်ချိန်တန်းကြည့်လိုက်လို့အပေါ်သွေးက60မီလီမီတာမာဂျူရီ၊အောက်သွေးက60မီလီမီတာမာဂျူရီဖြစ်နေမယ်ဆိုရင်တော့သွေးပေါင်ကျနေပြီလို့ပြောချင်ပါသေး။ပုံမှန်အားဖြင့်တော့လူတစ်ယောက်ကအပေါ်သွေး120မီလီမီတာမာဂျူရီနဲ့အောက်သွေး80မီလီမီတာမာဂျူရီမှာရှိရမှာဖြစ်ပါသေး။ သွေးပေါင်ကြတာကြောင့်ပြင်းပြင်းထန်ထန်လက္ခဏာတခုခုမရှိဘူးဆိုရင်တော့စိုးရိမ်စရာမရှိပေမဲ့သွေးပေါင်ကြတာကြောင့်ခန္ဓာကိုယ်အစိပ်အပိုင်းတွေစီကိုသွေးလုံလောက်စွာမရောက်တာမျိုးဖြစ်လာမယ်ဆိုရင်တော့စိုးရိမ်စရာကောင်းနေပါပြီ။သွေးပေါင်ကြတာကအရေးရှိမှပြင်းထန်တဲ့ကျန်းမာရေးအကျိုးဆက်တွေအနေနဲ့ရုတ်တရက်မူလဲတာ၊လေးဖြတ်တာ၊ရုတ်တရက်နှလုံးရက်တာကျောက်ကပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။သွေးပေါင်ကြတာဆီယုံစီကံသွားဖို့မလိုပါဘူး။ ချို့တော့ပြုမှုလေးတွေကိုပြုမှုမြင်စင်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုကိုကိုသိပောင်ကြတဲ့ကျမကြီးပြဿနာနဲ့ခက်ကင်းငင်းနေနိုင်အောင်အထောက်ပံ့ပေးနိုင်မှာပါဒါဆိုရင်ဘာဝေးသတိထားရမလဲဆိုတာကိုပြပြပေးခြင်းပါတယ် ပထမဆုံးအနေနဲ့ကတော့စားစားပြီးပါစားကိုအလွန်အကျိုးမစားသင့်ပေမဲ့လုံးဝမစားဘဲနေတာတော့မဖြစ်သင့်ပါဘူးသိပါမတက်တဲဆိုရင်တော့စားကိုနည်းနည်းလောက်တော့စားပြပါနော်နောက်တစ်ချက်ကတော့အရင်များတောက်ပါအရင်တက်ကသွေးတူးတွေကိုတိုးစေနိုင်ပါတယ်နောက်တစ်ချက်ကခန္ဓာကိုယ်ကိုရေထဲပြိုဝစေနိုင်တာပါသွေးပောင်ကြတာကိုတတစေဖို့အတွက်ရောခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ပါရေမြများတောက်ပေးပါနော်နောက်တစ်ချက်ကတော့ အကူဟောပါတဲ့တောက်ဆရာတွေကိုရှောင်ကြဉ်ပါအကူဟောကသွေးပေါင်ကျစေနိုင်ပါတယ်ဒါကြောင့်သွေးပေါင်ကျတတ်တဲ့သူတွေအနေနဲ့အရက်အကူဟောပါဝင်တဲ့တောက်ဆရာတွေကိုမတောက်တာကတော့အကောင်းဆုံးပါပဲနောက်တဲ့တစ်ချက်ကတော့ခြေထောက်ချိတ်ထိုင်ပါထိုင်နေတဲ့အချိန်မှာခြေထောက်ချိတ်ထိုင်တာကသွေးတို့စင်နိုင်တဲ့အတွက်ကြောင့်မို့လို့သွေးတို့တက်သူတွေအတွက်အဆင်ပြေရမယ့်အရာတစ်ခုဆိုပေမဲ့သွေးပေါင်ကျတတ်တဲ့သူတွေအတွက်တော့အဆင်ပြေမဲ့နည်းလမ်းတစ်ခုပါပဲဒါကြောင့်ထိုင်တဲ့အခါမှာချိတ်ချိတ်ပြီးတော့ထိုင်ပြပါနော်နောက်တဲ့ချက်တစ်ခုကတော့တောက်နေရတဲ့ဆေးဝါး နဲ့ပတ်သက်ပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပါနော်တခါတလေမှာသွေးပေါင်ကျတာကတောက်နေရတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်ဒါကြောင့်အဆေးတွေဆက်တောက်ပြီးတဲ့အခါမှာသွေးပေါင်ကျတဲ့လက္ခဏာမျိုးခံစားရမယ်ဆိုရင်တော့ဆရာဝန်နဲ့တိကျဆွေးနွေးတိုင်ပင်ပါနော်နောက်ထပ်ချက်ကတော့နည်းနည်းချင်းနဲ့အကြိမ်များစားပေးပါအစားစားတဲ့အခါမှာနည်းနည်းချင်းစီနဲ့ခဏခဏစားပေးပါဒီနည်းလမ်းကသွေးပေါင်ကျတဲ့သူတွေအတွက်အသုံးတင်နိုင်ပါတယ်ဒီနည်းကတခါတည်းအများကြီးစားတာတက်သွေးပေါင်ကျတာကိုပိုပြီးတော့တသားစေနိုင်ပါတယ်ရှင် နောက်ဆုံးကြအနေနဲ့ကတော့ရုတ်တရက်ကိုနေဟန်ထားပြောင်းတာမျိုးတွေမလုပ်ပါနဲ့ရုတ်တရက်ထိုင်ချလိုက်တာရုတ်တရက်မတ်တရက်လိုက်တာမျိုးတွေမလုပ်ပါနဲ့နော်မခနေမူတာခေါင်းထဲမှာမိုးဝေတာမျိုးတွေကိုခစားရနိုင်ပါတယ်သိပအောင်ကြက်တက်တဲ့သူတွေအနေနဲ့ရုတ်တရက်ကိုနေဟန်ထားပြောင်းတာမျိုးကမလုပ်သင့်တဲ့အပြုမှုတစ်ခုပါပဲအဲ့ရကနိုးလာတဲ့အခါမျိုးမှာဆိုရင်လည်းအငင်းဆုံးထိုင်ပြီးတော့မှပြေးပြေးချင်းမတ်တက်ထားပေးပါနော်ကိုကျဲမရေကိုကူးစားရမယ့်သူကကိုကိုရံဖြစ်နေရတဲ့အကြောင်းမို့လို့အခုပြပြပေးတဲ့အချက်လေးတွေကိုတတိယဆင်ကျင်ပေးပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကို ညီကုန်းချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်